မင်္ဂလာပါတီရီပါဒါကတော့ဒီအထက်သွားပြခဲ့တဲ့တညိုင်းနှစ်ရဲ့ကြိုက်ထူးခီးစဉ်ဖြစ်ပါတယ်ကြိုက်ထူးသွားရင်သဘောကျတာကတော့တောင်တက်ကစီရတာပါဘာလို့မှမသိဘူးတော်တော်သဘောကျပြီးပြောပါတယ်တီရီသွားတဲ့အချိန်မှာမိုးမရွာဘူးနေတော့တော်တော်ပိုတယ်ဒါပေမဲ့လည်းမိုးမရွာတာပဲကျေးဇူးတင်ရပါတယ် ဂျာရက်ဆိုပေမဲ့ဖျားဖူးတွေကတော့တွတ်တူရှိပါတယ်။တီရရိုးရိုးလေး3မှာတဲရဆိုတော့ရင်ပြင်းနဲ့လည်းနေရောအဆင်ပြေရယ်။ရှားဒီဥတုကတော့လေအခုချိန်ထိကောင်းနေသေးရယ်။တီရယူထားတဲ့အခန်းလေးကလည်း view လေးကမိုက်တယ်မစိုးဘူးပေါ့နော်။တကယ်ကိုအလိုတတရရလေးနဲ့နေလို့ကောင်းတယ်။တီရကတော့ညီမ3ယောက်သွားတာဆိုတော့3ယောက်ခန်းကိုပဲတခါလေးယူလိုက်တာပါ။ ရောက်တဲ့အချိန်ကနေ့လယ်ဘက်ထမင်းစားချိန်လောက်လည်းဖြစ်နေတော့ဗိုက်စာတော့ထမင်းဆိုင်သွားပါမယ်။မသွားခင်ဒီမှာကျမအမမလကာဒီစားချင်လို့သွားဝယ်သေးတယ်။ဒီကောင်းတဲ့လွင်ဆိုတဲ့ဆိုင်လေးပေါ့နော်။အဲ့ရအန်ဒီကညောနာနဲ့ဒီကိုသွားစားခဲ့တာမစိုးပါဘူး။စားလို့ကောင်းပါတယ်။သူကအဝါစားကိုတယောက်တစ်တောင်းပါ။ဆက်စားခြင်း။ဖြူမှန်တယ်။ စားပြီးတော့3ရက်သားအခန်းပြန်ပြီးတော့ရေပိုင်ချိုကော်ဖီလေးပါလေးတောက်ပြီးတော့အနားယူကြရတယ်။အဲ့ဒါနဲ့ပဲ3ရက်လုံးတရေအိတ်လိုက်ကြပါတယ်။ဒါကတော့မအိတ်ခင်ရိုက်ထားတဲ့ view ပေါ့နော်။နိုးလာပြီးတော့ညနေ4ခွဲလောက်မှလေမြူရီတောင်ဆိုင်နေပြီ။ရာဒီဥရဝတတရာရှိသေးရဲသွားလို့ကောင်းတဲ့အခြေအနေဆိုတော့ဒီလိုအာជីကံပစက်ကိုသွားပါမယ်ជីကံပစက်မိုးဆိုးတောင်ဘက်ပေါ့เนาะအဲ့ဘက်တွေကိုသွားကြပါတယ် သွားတဲ့လမ်းတစ်လျှောက်ကတော့ဒီလို နားလိုက်သွားလိုက်နဲ့ပဲရောက်သွားတာပေါ့နော် ပြောဖို့လည်းကောင်းပါတယ်တော်တော်လေးမောပါတယ်ကျမအမလည်းစူးစမ်းပန်းစားတက်ရှာပါတယ်သွားတဲ့အချိန်ကလည်းညနေစောင်းပြီဆိုတော့ပြန်တော့လည်းမှောင်ရီစားပြုတ်ပြီပေါ့နော်တိတ်နေရလည်းတော်တော်လေးကိုလှတယ် ဒါပေမဲ့မိုးကရွာတော့မဲ့အရေးရောင်နေဖြစ်နေတာပေါ့နော်အဲ့တော့ဒီလိုဖျားရင်ပြင်မှာဖျားအေးအေးဆေးဆေးဖူးကြတယ်ဖူးပြီးတော့ဒီလိုဟိုတယ်ပြန်တဲ့အချိန်မှာပဲမိုးကတဟုန်ထိုးကိုရွာချလာတာပါဒီလိုမျိုးအေးအေးဆေးဆေးလေးညဘက်မှာဖျားဖူရတာလည်းတော်တော်လေးကိုတတရရရှိပါတယ် ဒါကတော့နောက်နေ့မနက်မြင်ခွင့်လေးပါမနက်စာစားပြီးသွားတဲ့အချိန်မှာဒီလိုအိမ်မှာရှုကင်းလေးအရင်လှလို့ဗီဒီယိုလေးဝင်ရိုက်ထားတာမိုးလည်းမရွာတော့ဘူးတိမ်နေရလဲကြည်လင်သွားပြီးအရင်လှရယ်နော်ဒီလိုမနက်ပိုင်းဖရားအေးစစ်စစ်ထပ်ပြီးတော့ဖူးပြီးသွားတဲ့အချိန်မှာတော့အိမ်ပြန်ပါပြီကျေးဇူးအများကြီးတင်ပါတယ်တတား